မေးလိမ့်မေးတတ်တနေ့ကျတော့ရှိကြတယ်ဖះနဲ့တရားဘယ်ဟာရင်ပေါ်လာတော့ချို့ရဲကျန်ကျန်ကအဲ့လိုပေးတချို့ကလည်းဖះနဲ့တရားဘယ်ဟာမြတ်တုံးအောင်ပေးသေးတယ်အဲ့တော့စဉ်းစားကြည့်ရမှာတော့တရားကျင့်လို့ဖះဖြစ်တာဆိုတော့တရားတော့ရှိနေတယ်ဖះကျင့်ဖះလုံးကျင့်တဲ့တရားရှိတယ်လေ တရားချင်းတို့တရားထုတရားမြတ်ရသွားတာတရားချင်းနဲ့ချင်းတဲ့တရားကရှိတယ်။နောက်တရားထုတရားမြတ်ရတာဟာလည်းပဲဒါမြတ်စွာဘုရားကရတယ်ဆိုတာဟိုညာတော်နဲ့သိရှိသွားတာကိုပြောတယ်နော်။အဲ့တရားဆိုတာကတော့ရှိနေမှာပဲ။ဒီတရားကိုချင်းမှဘုရားဖြစ်တာကိုအဲ့တော့ဟောတဲ့တရားနဲ့ จิตเนี่ยเตียนักคู่คั่วดาไปแล้วแล้วพระอรหันต์จิตเนี่ยเตียก็တော့พระยังไม่ผิดขึ้นได้ชื่อนี่เลยပြောจิตพี่ลูกพระผิดได้ผิดตัวยောက်ได้อาคาฮ้อได้เตียจ้ะတော့พระผิดไปมาเตียก็ปอได้ลูกပြောถ้าผิดสินเนี่ยပြောเองไอ้ลูกก็ပြောจิตเนี่ยเตียก็တော့นกูได้ชื่อดิဘာကြောင့်လို့ဆိုရင်ကတ္တဝမြတ်စွာဘုရားအလောင်းနဲ့ဒီတရားပဲ ဒီကဘာမှာပြင့်သွားတဲ့ကကုတ္တနာကောဏကမနာကတ္တဝဒီဖျားသုံးစုရဲ့တရားတွေလေဒီတရားတွေပဲဟိုတရားတော့ရှိနေတယ်ချက်တဲ့တရားနဲ့ပြောမယ်ဆိုရင်တရားကအရင်ဖြစ်တယ်ပြီးတော့မှဖျားဟောတရားနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့မြတ်စွာဘုရားဟောတဲ့ဒိဋ္ဌနာတရားကဖျားပွက်ပြီးမှဖြစ်တာသူတို့ပြောလို့ရတာပေါ့နော်အဲ့တော့ဖျားကိုကိုးဝေတယ်ဆိုတာတော့ဖျားကဟောမှတရားကိုသိကြရတာဖြစ်တော့ကြောင် ဘုန်းကြီးတို့တွေဖြစ်အဖို့ပြောမယ်ဆိုရင်ဖရာကပထမတရားကဒုတိယဒီလိုပဲပြောဖရာပထမတရားဒုတိယလို့ပဲဒီလိုပဲပြောဖရာနဲ့တရားဘယ်သူကမြတ်တယ်လဲလို့မေးလို့ရှိရင်နော်ဒီမိကုန်းနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားဟာမြတ်စွာဘုရားသိလို့ဒီတရားကိုဖော်ထုတ်တာ ချင်းချင်ကြုတ်ကိုအထုတ်လို့ရတယ်မသိဘူးမရဘူးဆိုလို့ရှင်ဒီတရားကိုလည်းဟောနိုင်မှာမဟုတ်ဘူးတရားဟာရှိနေတယ်သို့တော့အသိဉာဏ်နဲ့ရောက်လာတော့မှတရားကိုဖော်ထုတ်နိုင်တာဖြစ်တယ်တဘာဝတရားဆိုတော့လောကမှာ ရှိနေပြီးသားပဲရှိနေပြီးသားဆိုတဘက်ကပြရင်ဘယ်သူကမြတ်တုံးဆိုရင် အပြန်အလှန်ဘယ်လိုမြတ်တာကိုပြောမလဲ မြင့်မြတ်တယ်ဆိုတဲ့နေရာမှာတစ်ဖက်ကပြောမယ်ဆိုရင်တရားကြောင့်ဖျားဖြစ်ရတယ်ဖျားဖြစ်လို့တရားကို ခေါ်တယ်ဆိုအပြန်လန်သဘောရှိတယ်เนาะမြတ်စွာဘုရားကိုယ်တိုင်ကလည်းသိတဲ့တရားတော်ကိုအလေးထားတယ်ဖျားဖြစ်စားကစဉ်းစားတယ်လောကမှာငားတဲ့မြတ်တဲ့ပုဂ္ဂိုလ်ရှိသလား တိလသမารီပညာအဖြစ်မြတ်တဲ့ပုဂ္ဂိုလ်ရှိသလားလို့စဉ်းစားတဲ့အခါတလောကလုံးလူတွေတင် ကြည်တာမဟုတ်ဘူးလူတွေတဲ့အဆင့်မြင်းနဲ့တတ္တိပြမာတွေထဲမှာပဲကြည်လိုက် လောကကြီးတစ်ခုလုံးတတ္တလောကကြီးတစ်ခုလုံးကိုချင်းကြည်လိုက်တဲ့အခါကောင်းကင်ကပြမာကြီးတောင်ဖရာရဲ့တိလကိုမမိချအောင်သမာရီလည်းမမိဘူးပညာလည်းမမိဘူး အဲ့တော့ဖရားတဲ့ตาတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးမရှိသည့်အတွက်ကြောင့်လောကမှာတခုအလေးမပြုဘဲနဲ့နေတာဟာမကောင်းဘူးအလေးပြုရမယ်ဘာကိုအလေးပြုအောင်မလဲဆိုငါသိတဲ့တရားကိုပဲအလေးပြုမယ်ဆိုပြီးတော့သစ္စာဘုရားတရားကိုအလေးပြုပြီးတော့နေတယ်နော်တရားကိုအလေးပြုပြီးတော့နေတယ်ဖရားနဲ့တရားသည် ဖရာတရားကျင့်လို့ဖရာဖြစ်တယ်ဖရာဖြစ်လို့တရားကိုသိတယ်ဒီလိုပဲပြောရမှာပဲမြတ်စွာဘုရားကတရားကိုအလေးပြုတယ်ပူဇော်တယ်ဝိတုဒ္ဓကရုဏာညာဏဗုဒ္ဓံတံဗုဒ္ဓပုစိတံဆိုရယ်တိဃာယောကျမ်းရဲ့ပဏာမမှာ ဓမ္မကိုပြောတဲ့အခါကျဝိသုဒ္ဓကရုဏာညာဏဗုဒ္ဓံတန်ဗုဒ္ဓပုစိတံဆိုဘုရားရိပူဇော်တဲ့တရားဆိုသစ္စာဘုရားလေးနဲ့ထားတဲ့တရားအဲ့တော့အပြန်လှမ်းမယ်သစ္စာဘုရားဘယ်လိုမှမြတ်တယ်ဘယ်ဝါမြတ်တယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့နော်